ဝါကိစ္စမှာဗဟိုအစိုးရအနေနဲ့တရုတ်နဲ့ဆက်ဆံရေးအစီအမပြေရင်ဝါဒီတာဟာပဲထွက်သွားနိုင်တယ်လို့တိုင်းလန်ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB မှာဥက္ကဋ္ဌဦးဆိုင်ထီအောင်က CNN တရင်ထဏာကိုပြောပါရတယ်။လက်ရှိမြန်မာနိုင်ငံမှာ Federal Snit ထက်ကျော်လွန်ပြီး Confederation အဆင့်တန်းရရှိထားတဲ့ EU တွေမှာဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MIRA NDE တို့ဖြစ်ပါတယ်။ဝါဟာဗဟိုအစိုးရရဲ့ဩဇာအာဏာမသက်ရောက်တဲ့အဆင့်ကိုရောက်နေပြီဖြစ်ကြောင်းဗဟိုအစိုးရအနေနဲ့တရုတ်နဲ့ဆက်ဆံရေးကောင်းမွန်ရင်တရုတ်ဟာနိုင်ငံပိတ်အောင်လုပ်မှာမဟုတ်ကြောင်းဦးဆိုင်ထီ ောင်က CNI သတင်းဌာနကိုပြောပါရယ်ဒီမနက်ဆက်ဆံဝါးကိစ္စကဘူဆိုရကဝါနင်းပြုံးနဲ့ဆက်ဆံရေးကအစမပြေဘူးဆိုရင်တော့ဒီကအိန္ဒိယနိုင်ငံရဲ့ကက်စမီးယားဒေသလိုမျိုးကျွန်တော်တို့ကက်ချက်သွားနိုင်တယ်ပေါ့နော်ဒါပါဆိုဝါမှာတုံဆွဲနေတဲ့ကိစ္စတွေအားလုံးကပြုံးနဲ့ဆက်ဆံတယ်အခုဒီနေသားမှာပြုံးနိုင်ငံနဲ့မှာလည်းဝါတွေကအများကြီးနေထိုင်ကြတယ်လေအဲ့ခါကျတော့အဲ့ရအခုဝါဆိုရင်တော့ဘူဆိုကဩဇာအနာဘာမှမတဲရောက်တဲ့အဆင့်ကိုရောက်သွားပြီ ဘူဆိုတော့တိုက်ပွဲရမှာဖြစ်ဘူးနေပေါင်း30ကျော်တိုက်ပွဲမရှိဘူးဟွာဒေတာတိုးတက်အောင်လုပ်ခဲ့တယ်တည်ငြိမ်အောင်သူတို့လုပ်တယ်ဒီတဲ့ခါကျတော့ဟွာဒေတာဖွင့်ဖြိုးတိုးတက်နေတယ်တိုးတက်နေတဲ့ခါကျတော့တကယ်တမ်းဘူဆိုကလည်းစစ်ပွဲကြီးတွေဖြစ်ကြမယ်ဆိုရင်တော့အပြည်ပြည်ကဒီဟွာဒေတာရဟုတ်ကိုပြေတော့နိုင်တယ်ဒီဥကလည်းဟွာအတိမပြည့်ရဆိုရင်ပေါ့ဗျာအခုနေဘူဆိုကနေမှာဟိုတိုးနဲ့ကောင်းကောင်းမွန်မွန်အဆင်ပြေနေတယ်ဆိုရင်တော့ဒီဥကဒီကိစ္စလေးကိုတော့ဒီနိုင်ငံကြီးပြည့်အောင်တော့ဒီလောက်မှာမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့မြင်လို့ပါဗျာ UWSP UWSC ကောင်းဆောင်တွေဟာမြန်မာတပ်မတော်ကောင်းဆောင်တွေအပါအဝင်ရွေးကောက်ခံအစိုးရအတိုင်းကိုတွေ့ဆုံတဲ့အခါမှာဝါကူပိုင်အုပ်ချုပ်ခွင့်ရာတိုင်းကိုဝါပြည်နယ်အဖြစ်သတ်မှတ်ပေးဖို့တောင်းဆိုလျက်ရှိနေပါတယ် UWSP UWSC တောင်းဆိုတဲ့ဝါဒေသကိုကိုပိုင်အုပ်ချုပ်ခွင့်ရာအမျိုးသားပြည်နယ်အဖြစ်တည်ထောင်ဖို့တောင်းဆိုချက်ကိုမူဝါဒအဖြစ်သဘောတူကြောင်းနှစ်ဆက်ကသတင်းထုတ်ပြန်ရေးအဖွဲ့ကောင်းဆောင်ဗိုလ်ချုပ်စောမင်းထွန်းက2022ခုနှစ်ဇွန်လ10ရက်နေ့သတင်းစာရှင်းလင်းပွဲမှာပြောကြားထားပါတယ်ဒါပေမဲ့လည်းနောက်မှာပါတီစုံဒီမိုကရေစီအရာရွေးကောက်ပွဲကျင်းပပြီးလွတ်တော်အခင်းကျင်းဖြစ်ပေါ်လာပြီးနောက်ပိုင်းမှာဆက်လက် က်ဆွေးနွေးမှာဖြစ်ကြောင်းသိရပါဗါ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရရှမ်းပြည်နယ်ရှိဟိုပန်မိုင်မော်ပန်ဝိုင်းနာဖန်မမန်နဲ့ပန်ခမ်းပန်ဆန်မြို့နယ်6ခုကို KI နှစ်ခုဖွဲ့ကဝါကူပိုင်အုပ်ချုပ်ခွင့်အရတိုင်းဖြစ်သတ်မှတ်ပေးထားပါဗါတိုင်းရင်းသားအလုံးလက်ခံနိုင်တဲ့ Federal စနစ်တစ်ခုကိုရေးဆွဲနိုင်ရင်တရုတ်အနေနဲ့စန့်ကျင်ကန့်ကွက်စရာမရှိကြောင်းလက်ရှိအစိုးရဖြစ်ဖြစ်နောက်တက်လာမယ့်အစိုးရဖြစ်ဖြစ် Federal စနစ်ကိုထူထောင်မယ်ဆိုတာကိုလက်တွေ့လှုပ်ဆောင်မှုလိုအပ်ကြောင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဥက္ကုံဆိုင်က CNN သတင်းဌာနကိုပြောပါတယ် တေယုတ်ကတော့သူကတီတီလင်းလင်းကျင်ညာပြီးသားပဲသူများနိုင်ငံရဲ့အတွင်းရေးကိုဝယ်မဆွက်ဖက်ပါဘူးအဲသူတို့ကမုံငါချက်ကိုအတိအကျနိုင်နိုင်ဆိုတာပြောပြပါပြီကျွန်တော်တို့ကတေယုတ်ကိုဒီမူတွေတိုင်းလိုက်ပါလို့ကျွန်တော်တို့ကဝိုင်းဝန်းအားပေးတိုက်တွန်းဖို့လုပ်ရတယ်ခင်ဗျ အရင်ကြည့်တာကတော့ကျွန်တော်တို့ဗမာဘက်ကအရင်ကြည့်ပါတယ်ကျွန်တော်တို့ဘက်ကနေပြီးတော့မှအားလုံးလက်ခံနိုင်တဲ့ federal စနစ်တရက်ကိုကျွန်တော်တို့သဘောတူနေကြတယ်ရေးဆွဲနိုင်တဲ့ solution ကြီးဘဝပဲဖြစ်ဖြစ်ဘယ်လူမျိုးပဲဖြစ်ဖြစ် ထားဖို့လက်ခံနိုင်အောင်ကျွန်တော်တို့လုပ်နိုင်တယ်ဒီလိုလုပ်ကြဆိုလို့ရှိရင်လည်းတရုတ်ကလည်းဘာမှဆန့်ကျင်ကောင်းကွက်ဆရာမရှိပါဘူးလို့ကျွန်တော်ယုံကြည်ပါတယ်ခုလောလောဆယ်ကဟိုအချင်းကြီးကတီတီပပဘာမှမရှိဘူးဘာမှရှိတယ်မရှိတဲ့အချင်းကြီးမှာဝါကနေပြီးတော့မှသူစစ်တပ်နဲ့သူသူရဲ့စနစ်နဲ့သူတွားနေတာဟာကျွန်တော်တို့ကခုလောလောဆယ်မှာကြိုက်တူဖြစ်စီမကြိုက်တူဖြစ်စီကျွန်တော်တို့ဘာမှပြောလို့မရဘူးအဓိကကတော့ကျွန်တော် 我喽，天冷的，树 <noise> 叶，树叶被吹飞，枯了的树叶被吹飞。那我哈，那个大黄树那个树 trunk 呗，每年树到个，农民伯伯用那个拉土的路长的布料吧，它会拉长的树叶，那个皮皮片老好点了。 UWS ရာပြည်내အဆင့်ရယူလို့ရင်2008ဖွဲ့စည်းပုံအခြေခံဥပဒေပါပြည်내အဆင့်တန်းမျိုးသာရရှိမှာဖြစ်ပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာအုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးအာဏာတွေကိုဗဟုအစိုးရက ထိန်းချုပ်ထားတဲ့အတွက်လက်ရှိမှာ UWS ရာအုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးအာဏာတွေကိုကျင့်သုံးနေတာကြောင့်2008ထက်ကျော်လွန်နေပါတယ်အဲဒါကြောင့် UWS ရာဘယ်လိုအဆင့်တန်းမျိုးရှိတဲ့ပြည်내ကိုတောင်းဆိုနေတာလဲဆိုတာမှာမေကွန်းထုတ်เสียဖြစ်နေတယ်လို့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်ကပြည်내ပေးခွင့်မရှိတဲ့အခြေအနေကိုဘယ်လိုဖြစ်ရှင်းမလဲ လဲဆိုတော့မှလည်းမိကုန်းထုတ်เสียဖြစ်နေပါဗျ။